နိုဝင်ဘာလ3ရက်အစောပိုင်းကပါကစ္စတန်နိုင်ငံတောင်ပိုင်းပင်လယ်ဆိပ်ကမ်းမြို့တော်ကရာချီမှာခီးတဲ့တင်ရထား20တိုက်မှုဖြစ်ပွားခဲ့တာကြောင့်လူဆုခဏဦးသေဆုံးကဒါဇင်ပေါင်းများစွာတန်ရန်ရခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်ဒီမတော်တဆမှုဟာအလဲပိုင်းမြို့တော်မူတန်မှလာတဲ့ဇာဂရီရာအမြင်ရထားကပွေတာဘတ်ဘူရာယုံမှာစောင့်ဆိုင်းရန်နာနေတဲ့လာဟိုးမြို့က free အမြင်ရထားကိုဝင်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါရယ်ကဲဆဲသမားတွေဟာတတ်တုဖြတ်ကရိယာတွေနဲ့ကရင်ကြီးတွေကိုတုံးကတိုက်မိခဲ့တဲ့ရထားတွေထဲမှာပိတ်မိနေတဲ့ ူတွေကိုကဲတင်ဖို့စူးစမ်းနေကြတယ်လို့သိရပါဗျ။ရဲနဲ့စစ်တပ်ကလည်းကဲဆဲသမားတွေနဲ့ပူးပေါင်းကူညီပေးနေကြတယ်လို့အဲ့ဒီနေရာကိုရောက်နေတဲ့ AFP သတင်းတောက်ကပြောပါဗျ။ယထာနစင်းတိုင်းမိချိန်မှာယထာရီပေါ်မှာခီးတဲ့စုစုပေါင်းတထောင်ကျော်လောက်ရှိနေတယ်လို့သိရပါဗျ။ယထာဒစင်ရဲ့အင်ဂျင်ဟာပျက်စီးသွားတယ်လို့ယူဆရပေမဲ့ထိခိုက်ပျက်စီးမှုအခြေအနေအတိအကျကိုတော့ရှင်းလင်းစွာမသိရသေးဘူးလို့သိရပါဗျ။ကရာချီမှအခြားမြို့တွေစီကိုသွားတဲ့ယထာခီးစင်တွေကိုလည်းရပ်ဆိုင်ထားတယ်လို့သိရပါဗျ။အင်္ဂလိပ်ကိုလိုနီခေတ်လက်ကျန်ယထာတွေနဲ့ယထာတန်လန်မိုင်းထ ောင်ပေါင်းများစွာကိုအခုချိန်ထိသုံးစွဲနေတာကြောင့်ပါကစ္စတန်မှာယထာမတော်ဆမှုတွေဟာဖြစ်နေကြဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းနိုင်ငံအလယ်ပိုင်းမြို့တော်မူတန်နာမှာယထာနစင်တိုက်မှုဖြစ်ပွားခဲ့ကလူလေးဦးသေဆုံးပြီးတရာကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။